ကဲအားလုံးပဲမင်္ဂလာပါကွမ်တောင်ကြီးတိတော့ channel မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်ကတော့ဒီနေ့စဉ်နေ့တိုင်းထိုးထားအကျိုးပြုပက်ကနေရက်တီပြီးတော့အနည်းဆက်ဆုံးနဲ့ကြေးအောင်နိုင်ဆုံးပွဲစဉ်လေးတွေကိုဗီဒီယိုလေးတွေနဲ့တကွာတင်ဆက်ပေးနေဖြစ်တဲ့အကြောင်းလို့ကျွန်တော်ဗီဒီယိုလေးကို like and follow လေးနှိပ်သွားပေးလို့ရပါတယ်ဗျနောက်ပြီးကျွန်တော်ပထမဆုံးတစ်ချက်အနေနဲ့ကျွန်တော်ရဲ့ Telegram channel လေးကို join ထားတဲ့ညီကိုအားလုံးကိုကျွန်တော်ကဒီနေရာကနေပြီးတော့ဥစ္စာပထမအဲတောင်းပန်စာလေးတစ်ခုရှိပါတယ်ဗျအဲကျွန်တော်ရဲ့ Telegram ကိုကျွန်တော်ချစ်လို့ခင်လို့ကျွန်တော် Telegram လေးကို like ရော join ထားတဲ့ညီကိုတွေအားလုံး เนาะကျွန်တော် Telegram account လေးอ่ะဆိုရင်ဒီအဆင်မပြေဖြစ်ခဲ့ပြီးတော့ account လေးကျသွားပါတယ်ဗျအဲကျွန်တော် account လေးကျသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် account တစ်လေးကိုကျွန်တော်လုပ်ခဲ့တဲ့ account တစ်လေးတစ်ခုဖန်တီးခဲ့တယ်ကျွန်တော် account တစ်လေးမှာဆို account တစ်လေးကိုအဲထပ်မံပြီးလာရောက် join ကြဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ဗျအဲကျွန်တော် Telegram channel လေးကို join မဲ့ညီကိုတွေကျွန်တော်ဒီ video တွေ comment မှာလည်းကျွန်တော် Telegram လေးချထားပေးမယ်နောက်ပြီးဒီ TikTok လေးရဲ့ဘိုင်းမှာဆိုလည်းကျွန်တော် Telegram လေးချထားပေးပါမယ်ဗျနေ့ကြနေ့စဉ်နေ့တိုင်းတင်ဆက်ပေးနေကြကျွန်တော်ဒီ free mount တွေလေးတွေအဲတပွဲကောင်းလေးတွေကိုဒီအခမဲ့အနေနဲ့လာရောက်ယူလို့ရပါတယ်ဆိုတာကိုပြောချင်နေတယ်ပဲကျွန်တော် ော်ဗီဒီယိုကျွန်တော်ရဲ့ Telegram channel အသစ်လေးကိုလာရောက် join ကြဖို့ဖိတ်ခေါ်လိုက်ပါတယ်ဗျ။နောက်ပြီးကျွန်တော်စီကိုလာလာမေးကြတယ်ဗျ။ဒီနေ့မှဆိုရင်အခုအဲညီလေးဒီဗီဒီယိုလေးတွေမတင်ဘူးလား။ဒီနေ့ရပေါ်များတယ်ညီလေးရဲ့ဗီဒီယိုလေးကိုစောင့်နေကြတာဆိုပြီးလာလာပြောကြတဲ့ညီကိုတွေအားလုံးကိုလည်းကျွန်တော်ကဒီနေရာကနေပြီးတော့ဒီအမပြောစရာလေးတခုရှိပါတယ်ဗျ။ကျွန်တော်ဒီနေ့ကဒီစနေနေ့လည်းဖြစ်တယ်ဒီလီပေါင်းစုပ်ပွဲတွေပြန်လဲစတင်လာတာဖြစ်တဲ့ပွဲတွေများတာကိုလည်းကျွန်တော်သိတယ်ဗျ။ကျွန်တော်ဗီဒီယိုလေးကိုလည်းကျွန်တော် ဒီတောက်ကြနေမှာကလည်းကျွန်တော်ပြုလုပ်ခဲ့တယ်အဲကျွန်တော်ဒီဘွဲကောင်း YouTube မှာပွဲစဉ်လေးတွေကိုကျွန်တော်တိတိချာချာလေးကိုတုံးတက်ပြီးမှတင်ထားပေးတယ်ပြဒါပေမဲ့ဒီ TikTok ကပဲဒီ guideline ထိလို့လာပဲမသိဘူးကျွန်တော်ရဲ့ဗီဒီယိုလေးอ่ะဆိုရင်တင်လိုက်တာနဲ့ဒီ view 300 400ဆိုရင်အဲဒီတင်ထားတဲ့ဗီဒီယိုလေးကသူ့အလိုလိုကျသွားတယ်ဗျ ီနေ့ညမှာဆိုရင်တော့ကျွန်တော်ကဗီဒီယိုဘလို့မှတင်လို့မရတော့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဗီဒီယိုလေးတော့မတင်ဆက်တော့ဘဲနဲ့ကျွန်တော်ရဲ့ဒီ Telegram Free Channel လေး Free Channel အသစ်လေးမှာကျွန်တော် Free Mountain လေးတွေအဲရွေးထုတ်ပေးထားပါတယ်ဗျ။အဲဒါကြောင့်မလို့ကျွန်တော် Telegram Channel လေးကို Like ရော Join ထားဖို့ကျွန်တော်ဖိတ်ခေါ်လိုက်တာပါနော်။ဟုတ်ကဲ့ဒီနေ့ညမှာကျွန်တော်ပွဲချုပ်သုံးတက်ပေးတော့မယ့်ပွဲစဉ်လေးကတော့ဒီ Super Sunday ရဲ့အကောင်းဆုံးပွဲစဉ်လေးဖြစ်တဲ့ဒီ England Premier League ရဲ့နောက်ဆုံးပွဲစဉ်လေးဖြစ်ပြီးတော့ဒီ London Derby ရဲ့အကောင်းဆုံးပွဲလို့ ဒီလူတီများနေတဲ့ဒီချက်စီအတင်းနဲ့အာဆင်နယ်တင်းတဲ့ပွဲစဉ်လေးကိုကျွန်တော်ပွဲချုပ်သုံးသပ်ပေးတော့မှာဖြစ်ပါတယ်ဗျဒီအင်ရှင်ချက်စီရတဲ့စဉ်ဒီအင်္ဂလန်ပရီးမီးယားလီဂ်မှာပေးစရာမှာသူက12ပွဲရှင်မှန်ကစားတာပြီး9ပွဲနိုင်2ပွဲတည်း3ပွဲရှုံးဆိုတဲ့ရလနဲ့ရမှတ်23ပွဲရရှိကအဆင့်1နေရာမှာရည်ကျင်နေတဲ့တင်းဖြစ်တယ်ဗျဒီအဝေးခွင့်ဖြစ်တဲ့အာဆင်နယ်တင်းကတော့ဒီအင်္ဂလန်ပရီးမီးယားလီဂ်မှာပေးစရာမှာ12ပွဲရှင်မှန်ကစားတာပြီး6ပွဲနိုင်ဒီ2ပွဲတည်း2ပွဲရှုံးဆိုတဲ့ရလနဲ့ရမှတ်29ပွဲရရှိကအဆင့်1နေရာမှာရည်ကျင်နေတဲ့တင်းတင်းဖြစ်တယ်ဗျဒီလိုအဆင့်1နဲ့2တွဲဆုံတဲ့ပွဲစဉ်လေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘလုံးဝါဒနာရှင်အားလုံးကတော့ဒီပွဲစဉ်လေး ကိုဒီမလွတ်တမ်းကြီးကြရမယ်လို့လည်းကျွန်တော်ကမြင်မိတယ်ဒီလိုထိတ်တိုက်အတင်းကြီးနဲ့တင်းထိတဲ့တွေ့ဆုံတဲ့ပွဲစဉ်မှာဆိုရင်ကျွန်တော်ကတော့ဒီအရေးကြီးဆုံးအချက်ဖြစ်တဲ့ကျွန်တော်ကတော့ဒီကြေးရအကြောပေးမှုကိုကျွန်တော်ပထမဆုံးအနေနဲ့ပြောပြချင်ပါတယ်ဗျဒီလိုဒီဒီလိုနဲ့တင်းတွေ့ဆုံတဲ့အချိန်မှာဒီအကြောပေးမှုအနေနဲ့ဒီအဝေးကဖြစ်တဲ့အာဆင်နယ်တင်းကဒီ body jet level ပြား60ရှုံးတဲ့ goal bound jet နှလုံးပြား80ရှုံးတဲ့ခြေတန်းကိုဖွင့်ထားတာကိုကျွန်တော်တွေ့မြင်ရတယ်ဗျအဲဒီ body jet ဆိုရင်တော့ကျွန်တော်ကတော့ပြင်းနေလို့တော့မမြင်ပေမဲ့ဒီ goal bound jet ဆိုရင်နှလုံးပြား80ရှုံးဆိုတဲ့ခြေတန်းမျိုးอ่ะဆိုရင်တော့ ဒီကြီးကတော်တော်လေးခြုံလွန်းနေလို့ကျွန်တော်ကမြင်မိတယ်ဗျ။ဘာကြောင့်ဒီခိုးပေါင်းစစ်တွေဒီလောက်ခြုံနေရတာလဲဆိုတော့ကျွန်တော်အမှတ်တည်းချာလိုက်ရှင်းပြပေးမယ်နော်။ချက်စီအတင်းအရဆိုရင်ဒီပြီးခဲ့တဲ့ပွဲစဉ်မှာဆို UEFA Champions League ပွဲစဉ်မှာဒီဘာစီလိုနာအတင်းကိုတတိယစည်းဆိုတဲ့ရလနဲ့ clean sheet အနေနဲ့အနိုင်ရရှိထားပြီးတော့သူတို့ရဲ့အတင်းကတော်တော်လေးကိုအဲဒီနေ့ညရှင်းပြမယ်ပွဲစဉ်လေးမှာဆရာထက်တန်နေအောင်ကျွန်တော်တွေ့မြင်ရတယ်ဗျ။ဒီအဝေးကွပြတဲ့ဒီ Arsenal အတင်းအရဆိုရင်လည်းဒီပြီးခဲ့တဲ့ UEFA Champions League ပွဲစဉ်မှာဆိုဒီ German ဘလူးလို့တော့တင်စားလို့ရတဲ့ဒီဂျာမနီဘွန်ဒက်လီကာရဲ့အကောင်းဆုံးတင်းတင်းဖြစ်တဲ့ဘိုင်ယန်အတင်းကို3-1ဆိုတဲ့ရလက်နဲ့ပြပြတသားလေးအနိုင်ရခဲ့တဲ့အားကိုလည်းကျွန်တော်တွေ့မြင်ရတယ်။ဒီနှစ်တင်းစလုံးဆိုရင်ဒီ UEFA Champions League ပွဲစဉ်မှာဆိုရင်ဒီဂိုးများများဆက်စားနဲ့အနိုင်ရရှိလာတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲဒီနေ့ညမှာဆိုရင်လည်းကျွန်တော်ကတော့အပြန်ဆိုင်ရှိလိမ့်မယ်လို့ကျွန်တော်ကမြင်မိတယ်။ နောက်ပြီးဒီအင်ရှင်ချက်စီးရဲ့တင်းရဒီသူ့ရဲ့အင်ကွင်းနောက်ဆုံးရှင်မဲ့ခတဲ့ငါးဘောကိုတွတ်ကြည့်လိုက်တဲ့အချိန်မှာဆိုရင်လည်းသူကလေးပွဲနိုင်တပွဲတာလေးရှုံးနေထားတာကိုကျွန်တော်တွေ့မြတယ်ဗျ။အဲသူရှုံးနေထားတဲ့ပွဲဟာဆိုရင်လည်းဒီဆန်နလန်ကိုအင်ကွင်းမှာ1 2ဆိုတဲ့ရလက်နဲ့ရှုံးနေထားပြီးတော့ကျန်တဲ့လေးပွဲစလုံးကိုကသူကတော့ဒီပြပြတသားနဲ့ပဲအနိုင်ရရှိထားတာကိုကျွန်တော်တွေ့မြတယ်။ချက်စီးရဆိုရင်သူ့ရဲ့အင်ကွင်းမှာတော်တော်လေးအားကောင်းပြီးတော့ခန်းစစ်ကလည်းတော်တော်လေးကြစ်လက်တဲ့အတင်းတင်းလို့ကျွန်တော်ကမြင်မိတယ်ဗျ။ဒီအဝေးကွင်းဖြစ်တဲ့အာဆင်နယ်တင်းရဆိုရင်လည်းဒီသူ့ရဲ့ဒီနောက်ဆုံးရှင်မဲ့ခတဲ့အဝေးကွင်းနောက်ဆုံးငါးဘောကိုတွတ်ကြည့်လိုက်တဲ့အချိန်မှာဆိုရင်လည်း သူတွေ့ရဒီနောက်ဆုံး၅ပွဲမှာဆိုရင်လုံးဝရှုံးနေထားတာမရှိဘဲနဲ့ဒီ၄ပွဲတိတိအနံ့ရရှိထားပြီးတော့တပွဲတားလည်းတည်ချထားတာကိုကျွန်တော်တွေ့မြင်ရတယ်ပဲသူတည်ချထားတဲ့ပွဲစဉ်အရဆိုလည်းဒီချက်စည်းကရှုံးနေထားတဲ့ဒီဆန်နလန်အတင်းကိုဒီအာဆင်နယ်အတင်းကအဝေးကွင်းမှာတူးတူးဆိုတဲ့ရလန်နဲ့အဲတည်ချထားတာကိုကျွန်တော်တွေ့မြင်ရတယ်ဗျဒီအာဆင်နယ်တင်းအရဆိုလည်းဒီအဝေးကွင်းဆန်းဆောင်ရီမှာဆိုရင်တော်တော်လေးတော့အကောင်းတယ်နောက်ပြီးသူတို့ရဲ့ဒီနောက်တန်းဒီစလီပါရဲ့ဒီခန်းစစ်တိုင်းအောင်ဆိုရင်လည်းဒီဥရောပဆုံးမှာတော်တော်လေးကိုနာမည်ကြီးနေတဲ့ခန်းစစ်အကောင်းဆုံးဆိုပြီးတည်င်းတွေထွက်နေအောင်ကျွန်တော်တွေ့မြင်ရတယ်ဗျ ဒီဂျာမန်ဘလူးလိုအတင်းကိုတော်မှာသူတို့ရခန့်စစ်ကတကိုးတာလည်းဂိုးဝေးပြီးတိုက်စစ်ကတုံးဂိုးတိတိဂိုးတင်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအာဆင်နယ်တင်းရဆိုရင်ဒီအင်္ဂလန်ပရီးမီးယားလီဂ်မှာဆိုရင်လည်းဒီအဆင့်တနေရာမှာရောက်နေတယ်နောက်ပြီးဒီချန်ပီယံလိပွဲစဉ်တွေမှာဆိုရင်လည်းသူကအဆင့်တနေရာမှာဒီအဆင့်တနေရာကအတင်းကိုတုံးမဲ့အဖြတ်ကာဒီဥဆောင်နေရာကိုကျွန်တော်တွေ့မြင်ရတယ်ဗျာเนาะဒါကြောင့်မလို့လေဒီနေ့ညပွဲစဉ်မှာဆိုရင်ဒီအာဆင်နယ်ကဒီအိမ်ကွင်းအဝေးကွင်းမဲ့ရွေးဂိုးတွေတွင်းနိုင်ပြီးတော့ခန်စစ်ကအိမ်ကွင်းအဝေးကွင်းမဲ့ရွေး ော်တော်လေးကိုကြစ်ညံ့ဖြစ်တဲ့အကြောင်းမလို့ဒီနေ့ညမှာဆိုရင်တော့ကျွန်တော်ကတော့ဒီအာဆင်နယ်ကဒီလေဘယ်ပြားလေးဆယ်ဆုံးဆွယ်ခြေတန်းဖွင့်ထားတာလို့ကျွန်တော်ကမြင်မိတဲ့ဂိုးပေါင်းဆရာဆိုရင်နှလုံးပြား60ဆုံးဆွယ်ခြေတန်းကတော့ကျွန်တော်ကပျော့လွန်းတယ်လို့ကျွန်တော်ကမြင်မိတယ်။ဘာကြောင့်လဲဆိုတော့ဒီလိုနှစ်တင်းနမကြီးဒီလိုအဆင့်တင်းတဲ့နေ့နဲ့တင်းတွဲဆုံတဲ့ပွဲစဉ်လေးဖြစ်တဲ့အကြောင်းမလို့ကျွန်တော်ကဂိုးများလေးပဲလို့ကျွန်တော်ကမြင်မိတယ်။ချက်စီရဆိုရင်လည်းဒီဆလီပါတို့လိုဒီခန်းစစ်ကောင်းတဲ့ဒီနောက်တန်းကိုသူတို့ကဒီအနေဆုံးတစ်ခုလောက်တော့တွင်းနိုင်မယ်လို့ကျွန်တော်ကမြင်မိတယ်ဗျာ။ဘာကြောင့်လဲဆိုတော့ဒီဘိုင်ယန် အဲဒီဘာစီလိုနာလိုအတင်းကိုတော့မှာ3စီးဆိုတဲ့ရလက်နဲ့ဒူရက်တိုက်စစ်ကဂိုးတွင်းနိုင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဝေခွင့်ပြတဲ့အာဆင်နယ်အတင်းကိုတော့ဒူရက်တော့ဂိုးလာတော့ဂိုးတွင်းလိုက်မယ်လို့ကျွန်တော်ကမြင်မိတယ်ဒီအာဆင်နယ်ဟာဆိုရင်လည်းဒီအိမ်ခွေးမရွေးအဝေးခွေးမရွေးဒီဂိုးတော်တွင်းနေတဲ့ဒူရက်တိုက်စစ်တွဲလုံးဟာဆိုရင်လည်းတော်တော်လေးကောင်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအနေဆုံးအနေနဲ့ဒူချက်စည်းကိုဒူဝတ်တာနဲ့အနိုင်ရနိုင်မယ်လို့ကျွန်တော်ကမြင်မိတယ်ဗျဒါကြောင့်မလို့ဒီနေ့ညရှင်မယ်ကစားသွားမဲ့ဒီ ချက်စီးနဲ့အာဆင်နယ်တို့ရဲ့ပွဲစဉ်လေးမှာဆိုရင်တော့ကျွန်တော်ကတော့ကြောပြီးသားတဲ့ဒီအာဆင်နယ်ဘော်ဒီကိုပဲကျွန်တော်ရွေးချယ်ပြီးတော့ဂိုးပေါင်းအောင်ဆိုရင်လည်းနည်းဆုံးချက်စီးတကူရမယ်လို့မြင်မိတဲ့အတွက်ကြောင့်မလို့ဂိုးပေါင်းအပေါ်ရွေးချယ်ပေးထားပါတယ်ဗျဂိုးရလည်းအနေနဲ့ကတော့ဒီ1 2 13လောက်တိတွားမယ်လို့ကျွန်တော်ကမြင်မိပါတယ်ဗျဟုတ်ကဲ့ဒီနေ့ညမှာဆိုရင်တော့ကျွန်တော်ကတော့ဒီလန်ဒန်ဒါဘီရဲ့အကောင်ဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒီချက်စီးနဲ့အာဆင်နယ်တို့ရဲ့ပွဲစဉ်လေးမှာဆိုရင်တော့ကျွန်တော်ကတော့ဒီ body အနေနဲ့အာဆင်နယ် body ကိုရွေးချယ်ပြီးတော့ဂိုးပေါင်းစည်းအနေနဲ့ကျွန်တော်ကတော့ဂိုးပေါင်းအပေါ်ရွေးချယ်ပေးထားပါတယ်ဗျဟုတ်ကဲ့ကျွန်တော်ရွေးချယ်မှုပွဲစဉ်လေးကိုချင်းမစ်စီတို့အတွေးတူတဲ့အချက်တူစီစော့ကစားလို့ရပါတယ်အသွေးမတွင်ဘက်ကန်နိုင်ပါတယ်ဗျလက်လက်ကောင်းတွေရရှိပါစေလို့ကျွန်တော်စုမကောင်းတောင်းပေးလိုက်ပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့ကျွန်တော်ရဲ့ဒီ Telegram Channel အစ်စ်လေးကိုလာရောက် join ကြဖို့ဖိတ်ခေါ်ရင်းနဲ့ပဲကျွန်တော်ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရစေဗျ။